ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနေညာမပြတ်ဆင်ခြင်အောင်မေသောသူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းအခန်းကြီး16ဘိမှန်တော်ထဲကကြီးသော အတန်ကတွားကြလော။ဖျားသခင်၏အမျက်တော်ဖလားခုနှလုံးကိုမြေကြီးပေါ်သို့တွန်းလောင်းကြလောဟုကောင်းငင်တမန်ခုနှစ်ပါးတို့အားပြောဆိုသည်ကိုငါကြား၏ပထမသူသည်တွား၍မိမိဖလားကိုမြေကြီးပေါ်သို့တွန်းလောင်းလျင်တားရဲ့၏တစိမ့်လက်မှတ်ကိုခံ၍ သူ၏ရုပ်တုကိုကိုးကွယ်သောလူတို့၌အလွန်ဆိုးသောအနှစိမ့်ပေါက်လေ၏ဒုတိယကောင်းကင်တမန်သည်မိမိဖလားကိုပင်လယ်ပေါ်သို့တွန်းလောင်းလျင်ပင်လယ်သည်လူသေး၏အသွေးကဲ့သို့သောအသွေးဖြစ်၏ပင်လယ်၌အသက်ရှင်သောတတဝါအပေါင်းတို့သည်တည်ကြ၏တတိယကောင်းငင်တမန်သည်မိမိဖလားကိုမြစ်ပေါ်သို့၎င်းဆမ်းရည်ရင်းပေါ်သို့၎င်းသွန်းလောင်းလျင်ထိုအရာတို့သည်အသွေးဖြစ်ကြ၏ ကောင်းငင်တမန်ကလည်းပြစ်ဆုံးပံအတိတ် အနာဂတ်ကာလအစဉ်ရှိတော်မူသော အရှင်ကိုတော်သည်ဤသို့တရားစီရင်တော်မူသည့်အမှုမှာဖြောင့်မတ်တော်မူ၏ထိုသူတို့သည်တန်ရှင်းသူတို့၏အသွေးပရောဖက်တို့၏အသွေးကိုတွန်းလောင်းကြသည်ဖြစ်၍သူတို့အားအသွေးကို တိုက်တော်မူပြီးသူတို့လည်းခံထိုက်ကြပါ၏ဟုလျှောက်ဆိုသည်ကိုငါကြား၏ယေပလင်ကလည်းမှန်ပါ၏အနန္တတကုနှင့်ပြည့်စုံတော်မူသောထာဝရရှင်ဖျားသခင်ကိုရောစီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင်းမတ်ကြပါ၏ဟုရှောက်ဆိုသောအတန်ကိုငါကြ၏သရုတ်ထကောင်းကင်တမန်သည်မိမိဖလားကိုနေပေါ်သို့တွန်းလောင်းလျင်နေသည်လူတို့ကိုမီးလောင်ရသောအခွင့်ကိုရ၏ပူအားကြီးသောအချိန်ဖြင့်လူတို့သည် လောင်ခြင်းကိုခံရ၍ထိုဘေးဒဏ်တို့ကိုအစိုးပိုင်တော်မူသောဖျားသခင်၏နာမတော်ကိုချိန်ဆကြ၏ဖျားသခင်ကိုချီးမွမ်းခြင်းအလိုငါနောင်တမရကြပြေစမကောင်းရင်တမန်သည်မိမိဖလားကိုတားရဲ့ဤပလင်ပေါ်သို့သွန်းလောင်းလျင် သူ၏နိုင်ငံသည်မှောင်မိုက်အသည့်ဖြစ်လေ၏နိုင်ငံသားတို့သည်ပင်မအားကြီးသည့်နှင့်မိမိရှာကိုကိုက်ခဲကြ၏မိမိတို့ခံရသောဝေဒနာနှင့်အနာစင်းများကြောင့်ကောင်းငင်ဘုံ၏အရှင်ဖျားသခင်ကိုကြိမ်ဆဲကြ၏မိမိတို့အကျင့်ကိုလည်းနောင်တမရကြဆာဓမကောင်းငင်တမန်သည်မိမိဖလားကိုဥဖရာမြစ်ကြီးပေါ်သို့တွန်းလောင်းလျင် အရှင်မျက်နာဘရင်တို့သွားရာလမ်းကိုပြင်ဆင်စေခြင်းအလိုငှာထုံမြည်ရည်သည်ခန်းချောက်လေ၏ ်ထိုအခါငကားဤဂရင်းထဲက၎င်းသားရဲဤဂရင်းထဲက၎င်းမိစ္ဆာပရောဖက်ဤဂရင်းထဲက၎င်းဖားကောင်ကဲ့သို့ညစ်ညူသောဝိညာဉ်၃ပါးထွက်သည်ကိုငါမြင်၏နမိတ်လက္ခဏာတို့ကိုပြသောနတ်ဆိုဤဝိညာဉ်ဖြစ်သည်ထိုဝိညာဉ်တို့သည်လောကီတဏ္ဍာငံလုံးတွင်ရှိသောရှင်မယင်တို့ထံသို့ထွက်သွား၍အနန္တတကုနှင့်ပြည့်စုံတော်မူသောဘုရားသခင်၏နေကြီး၌စစ်တိုက်ခြင်းအလိုငှာစုဝေးစေကြ၏။ဟေပြဲပါသာအဖြစ် အမိကတုံးအမည်ရှိသောအရက်၌စုဝေးစီကြ၏အတန်တော်ကတခိုးကဲ့သို့ငါလာ၏အဝိအချီးစီးနှင့်တွာလာ၍သူတစ်ပါးရှိ၌ရှက်စရာအကြောင်းမရှိစေခြင်းကနိုးလျက်နေ၍ကိုအဝတ်ကိုစောင့်တော်သူသည်မင်္ဂလာရှိ၏တတမကောင်းငင်တမန်သည်မိမိဖလားကိုအာကာသကောင်းငင်ပေါ်သို့တွန်းလောင်းလျင်ပြီးပြီဟုကြီးသောအတန်သည် ကောင်းငင်ဗိမှန်တော်၌ရှိသောပလင်တော်တွေကထွက်၏လျက်စစ်ပြက်ခြင်းအတံမြင့်ခြင်းမိုးချုံခြင်းကြီးစွာသောမြေလှုပ်ခြင်းဖြစ်ကြ၏မြေကြီးအပေါ်မှာလူတို့ ဖြစ်သည့်ကာလမှစ၍ထိုးသောလက္ခဏာနှင့်ထိုမြလောက်ပြင်းစွာသောမြေလှုပ်ခြင်းသည်မဖြစ်စဘူးမြို့ကြီးသည်တုံးဖြာကွဲပြား၍လူအမျိုးမျိုးနေသောမြို့တို့သည်ပြိုလဲကြ၏ဖျားသခင်သည်ပြင်းစွာသောဒေါသအမျက်တော်၏စပြည့်ရေဖလားကိုတိုက်ခြင်းကဘာဘူးလုံးမြို့ကြီးကိုအောင်းမေတော်မူ၏ ကျွန်းရှိသမျှတို့သည်လွင့်ပြေးကြ၏တောင်များတို့သည်ကွယ်ပြောက်ကြ၏အချိန်အခွက်၁၀ရှိသောမိုးသည်သည် ကောင်းငင်ကလူတို့အပေါ်သို့ကျလေ၏ထိုမိုးသည်ဘေးဒဏ်အလွန်ကြီးသည့်ဖြစ်၍လူတို့သည် မိုးသည်ဘေးဒဏ်ကြောင့်ဖျားသိခင်ကိုကျိန်ဆဲကြ၏အာမင်